1900ဆိုတော့မှဆိုရင်အမေရိကန်ပြည်အောင်စုတွေကလူတွေကတမနာနဲ့လွတ်တော်ဘယ်သူ့ကိုစိတ်မစားသလဲဆိုရင်လွတ်တော်ကိုစိတ်မစားဟာလွတ်တော်ဘယ်ဥပဒေကိုတင်ပြီးဘယ်ဥပဒေတွေကိုအသက်ပြထားလိုက်လဲပါလဲဟောကိုလွတ်တော်ကအလုံးလုံးဘာကြောင့်သူတို့ကအမေရိကန်လွတ်တော်ကိုအားကိုးသလဲဆိုတော့အဲ့လွတ်တော်ကိုယ်စားလှယ်တွေကသူတို့အမေရိကန်ပြောင်းစုကြမှာရှိတယ်ခရိုင်လေးတွေတခုချင်းစီကသွားတာပြည်နယ်ရက်သွားတာသွားတာဆိုတော့ တနိုင်ကတော့အတိုင်းတာနဲ့ဆိုရင်ဒီလွတ်တော့ပို့ပြီးတော့အရေးပါတယ်သူကယူဆတယ်။ဒါပေမဲ့အခုနောက်ပိုင်းမှကြောင်းအဲ့လိုမဟုတ်တော့ဘူး။တမနာဘာလို့တလဲပေါ့။တမနာဘာလို့တလဲပေါ်မှာစောင့်ကြည့်ပြောသူကစိတ်ဝင်စားများစိတ်ဝင်စားမှုဖြစ်လားတမနာဒီတီတာအရာရာအရေးပါတယ်လို့ဖြစ်လားအခုကဘာကြောင့်လဲဆိုတော့နိုင်လေပဲ2001မော်စလင်ရဲ့တိုက်ခိုက်မှုခံရတဲ့ပြီးမှကျွန်တော်အရင်အဆို ဒီလုံခြုံရေးအတွက်စစ်ပွဲတွေပြင်ဆင်လာပါညာဒီကွန်ကရစ်ကဆုံးဖြတ်ချက်ချတယ်ဆိုပြီးတော့နှေးတယ်တုံ့ပြန်မှုကနှေးတယ်အဲ့မှာတမရရဲ့တုံ့ပြန်မှုဥပမာ၄ချောင်းတိုက်ခိုက်မှုပါလို့ဆိုရင်တော်တော်ရဲ့အဆုံးဖြတ်မှုယူပဲနဲ့တမရရဲ့ချက်ချင်းအမိန်ပေးလိုက်တာချက်ချင်းတုံ့ပြန်မှုတွေကိုလောက်လာ2001ဒီဘက်မှာအဲ့လိုပြောတယ်ဆိုတော့နောက်တမရရှင်းတမရကနေပြီးတော့ လောက်သွားတဲ့စီမံချက်ကိုအနောက်တမရာဖြစ်လာလို့ပါလို့ပေါ့အဲ့လိုမျိုးဖြစ်လာနောက်ပြန်စင်းလာကြည့်လိုက်တော့လေတမရာဆိုတာကကျွန်တော်တို့နိုင်ငံတို့ဒီဥရောပနိုင်ငံမှာလွတ်တော်တွေကမှပြန်ပြီးတော့ရွေးထုတ်ဒါပေမဲ့အမေရိကန်ပြည်တော်စုမှာကြောက်အဲ့လိုမျိုးတမရာလောင်းဆိုပြီးတော့အချိုရေကောက်ခွဲဆိုတော့ရှင်းအဲ့လိုပဲတမရာလောင်းကသူ့ပတ်စံနဲ့သူ့သူ့လူနဲ့သူ့သူ့ထောက်ခံတဲ့အဖွဲ့အစည်းနဲ့သူ့သူ့ရှောက်ပြီးတော့အချို အချို့ရွေးကောက်ပွဲဆိုတော့ရှောက်လို့ရတယ်ဘသူလဲအင်အားတာတယ်ဘသူရနိုင်တယ်လဲအဲအဲ့အဲ့လိုမျိုးသူတို့တက်တနိုင်ငံလုံးတိုင်းလာတယ်လို့ခုနလွတ်တော်အမတ်တွေဆိုတာကဘီနယ်နဲ့ခရိုင်နေပေါ့အခြေခံပြီးတော့ရွေးထုတ်အခုတမရဆိုတာကဘီနယ်နဲ့ခရိုင်နေပေါ့အခြေခံတာပေါ့တနိုင်ငံလုံးတိုင်းလာတယ်သူကအဲ့လိုအချို့ရွေးကောက်ပွဲလုပ်တယ်သူတို့ဖတ်လို့လောက်တာပါတီနဲ့မဆိုင်ဘူးသူကတော့ဒီပါတီဝင်သူကဒီပါတီဝင်အဲ့တော့သူကဘယ်ပါတီဝင်လို့ပြောလို့ရတယ်ဒါပေမဲ့သူတို့ပါတီရနေတော့ အကျိုးရောက်ပဲမင်းတို့ပြိုင်ဆိုပြီးတင်လိုက်တာမဟုတ်ဘူးမာပြင်မဲ့ရမဟုတ်ဘူးသူတို့ဘာသူသူတို့ယုံကြည်ချက်နဲ့သူတို့အကျိုးရောက်ပဲသူတို့ပြိုင်ကြပြိုင်ပြီးတော့အဲအလားလားအကောင်းဆုံးလူပေါ်မှာပါတီကလက်ခံပြီးဒီပါတီရဲ့တမရရောဆိုပြီးတင်လိုက်တယ်အဲ့မှာမှာတကယ်ရောက်ပဲယူသူတို့တက်အဲ့တော့အဲ့ဒီတမရကလည်းတခြားနိုင်ငံတွေမှာလို့အချိုးချောင်းဟုတ်လားဟိုနေ့တားမလို့တမရတားမလို့တမရဖြစ်လာတာလို့တမရသမီးမလို့တမရဖြစ်လာတာလို့ရှိဘူး သူ့အရင်ရှင်တဲ့သူတနိုင်ငံလုံးမှာရှင်ပြိုင်ပြီးသူသမရလောင်းဖြစ်နေသူဖြစ်လာလို့သူဝင်ထားတဲ့ပါတီကသူ့ကိုလက်ခံပြီးသမရလောင်းဆိုပြီးတော့တကယ်ရွေးကောက်ပွဲကြီးမှာတင်ပေးလိုက်တင်လိုက်တော့သူကတောင်းတောင်းအရင်ရှင်တဲ့သမရဖြစ်လာမှာပေါ့အဓိကအဖြစ်ပြောရရင်ငွေကြေးချမ်းသာတယ်ငွေကြေးချမ်းသာရင်ပြင်ညာတတ်တယ်လောရဲကံရဲ့ရှိတယ်အရင်ရှင်ရှိတယ်အဲ့လိုလူမျိုးတွေသမရဖြစ်လာအဲ့လိုလူမျိုးသမရဖြစ်လာဆိုတော့အမေရိကန်သမရတွေက ငပိုးတွေငကြောင်တွေမဟုတ်ဘူးသူများခိုင်းသမျှလိုက်လို့တဲ့နောက်ကအကြံပေးဖွဲ့ဆိုပြီးတော့အဲ့လိုတမရားတွေမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ပြောရမှုတယ်အဲ့အမေရိကန်တမရားရဲ့အနောက်မှာအကြံပေးအဖွဲ့အယောက်တစ်ထောင်ရှိတယ်ရင်တော့အခုမရှိအောင်ယာပိုင်းများရှိတော့တယ်အခုဒေါ်လာဆက်လက်ထက်မှာဝန်ထမ်းတွေရှော့ချလိုက်ချွန်ချာတော့တမရားအကြံပေးအဖွဲ့တမရားရဲ့အမှုဆောင်အဖွဲ့အဲ့ဒီအဖွဲ့မှာ အရောက်ຢာပိုင်းမရှိတော့ຢာပိုင်းဆိုပေမဲ့အရင်က1000ရှိအောင်ရှော့ချိုင်းအနည်းဆုံး600လောက်ကြောင်းပါဗျာຢာကြီးပိုင်းရှိတယ်ຢာကြီးပိုင်းရှိသေးတယ်အဲ့ဒီထဲမှာပညာရှင်ဘောင်းဆုံးပါတယ်ဘောင်းဆုံးပါတယ် CIA လည်းပါပါဗျာအဓိကတော့ CIA တွေများပါပေါ့တမန်တော်ထိန်းချုပ်တာတမန်တော်လုံချင်တိုင်းလုံလို့မရဘူးလုံချင်တိုင်းလုံလို့မရဘူးဆိုပေမဲ့အမေရိကန်တမန်တော်တွေကလုံချင်တိုင်းလုံလို့မရဘူးဆိုပေမဲ့လုံဖြစ်အောင်လုပ်တယ်ဒီကောင်တွေကအမေရိကန်တမန်တော်တွေတတ်နေရှိတဲ့ကောင်တွေလူချမ်းသာတွေပညာတတ်တွေပြန် ကြည့်လိုက်လေကျွန်တော်ပတ်ဝန်းကျင်မှာလူချမ်းသာပညာတတ်အဲ့ကောင်တွေကသူတို့ယုံကြည်ခြင်းနဲ့သူတို့လုပ်တာသူများဆွဖက်တာအောင်လဲတိတ်သိမ်းဆိုင်တာမဟုတ်ဘူးအေးဒီတိုင်းလွတ်ထားရင်ဆယ်မိုင်ပြေးမဲ့မြင်းပေါ့ဗျာသူစကြိုတင်းပြီးတော့လိုက်အနောက်ချက်ပေးနေရင်တော့တနာကြီးဆယ်မိုင်ဆယ်မိုင်မပြေးပဲ9မိုင်လောက်ပဲပြေးမှာပေါ့အေးအဲ့လိုခီးရောက်မှုဘရအနောက်ချက်ကြောင်းကွာရင်ကွာမယ်သူလုံးသူတို့လောက်ချင်တာကိုသူတို့လောက်မှာအမေကတမားရရအဲ့အထင်းကွက်နေရှိတာတဲ့အတွက် 10မိုင်ခီးပေါက်မဲ့နေရာမှာ9မိုင်ပဲခီးပေါက်မယ်ဒါပဲပါတယ်အမေရိကန်သမ္မတတွေကအဲ့ဒီလိုလူမျိုးတွေအဲ့တော့အမေရိကန်သမ္မတကဘလို့ကောင်လဲဆိုပါမူတည်ပြီးတော့အခုအမေရိကန်ရဲ့နိုင်ငံရေးအမေရိကန်ရဲ့အကျိုးစီးပွားတွေကဖြစ်ပြနေတဲ့အတွက်19ရာစုမှာအမေရိကန်သမ္မတထက်ကိုဒီလွတ်တော်ပုံပြီးလူတွေကစိတ်ဝင်စားပြီးမယ်အခုချိန်မှာသမ္မတပါလို့တလဲဆိုတော့ကိုအမေရိကန်ပြည်သူလူထုကစိတ်ဝင်စားတဲ့ခေတ်အခုရောက်ပြီအမေရိကန်သမ္မတက အခြားဥရောပနိုင်ငံတွေမှာလို့ဝန်ကြီးချုပ်လို့တော့သူကဥပဒေပြဋ္ဌာန်းခွင့်ဖြစ်ဘူးဥပဒေပြဋ္ဌာန်းခွင့်ဖြစ်ဘူးဥပဒေကိုပြဋ္ဌာန်းတာကလွှတ်တော်ကပြဋ္ဌာန်းတာသူကလက်ရှိအခြေခံဥပဒေတိုင်းတည်တည်ဆဲဥပဒေရဲ့အတွင်းပိုင်းမှာပဲသူကဘလို့လို့အဲ့ဒီဥပဒေအတွင်းထဲရလေသူလုတ်ချင်ရအကုန်လျှောက်လို့မရတခါတလေဥပဒေကိုပေါအောင်ကြော်ပြီးတော့အဲ့လိုမျိုးရှိရှိလို့လွှတ်တော်တွေနိုင်ငံတော်တရားရုံးတွေကပြည်တော်စုတရားရုံးတွေကပြန်ပယ်ဖျက်ရတယ်ရှိတယ် ်ဥပမာဖြင့် Donald Trump 2019မှာတက်တော်ဟာစလင်နေအများစုနေထိုင်တဲ့မွတ်စင်နိုင်ငံခုနှစ်နိုင်ငံကလူတွေရဲ့ဝင်ရောက်ခွင့်ပိတ်ရအမိတ်သူထုတ်ခဲ့ဘူးလေအဲ့ဒီအမိတ်ကအခြေခံဥပဒေနဲ့ညှိစွန်းနေတဲ့အတွက်အခြေခံဥပဒေကထက်ပေါင်းကြော်လွန်နေတဲ့အတွက်အခြေခံဥပဒေကိုစန့်ကျင်တဲ့အတွက်ဆိုပြီးတော့အဲ့ဒီအမိတ်ကိုပြည်တော်စုတရားရုံးကပယ်ဖျက်ခဲ့ဘူးလေဆိုတော့ အမေရိကန်သမ္မတတွေအားဆိုလိုတာကအခြေခံဥပဒေနဲ့ဒီဇယ်ဥပဒေကိုကြော်ပြီးသူတို့အမိတ်နေထုတ်လို့ရှိတယ်လိုအပ်တယ်လိုအပ်တယ်ထင်ပြီးသူတို့လုပ်နေရှိတယ်ဒါပေမဲ့အနောက်ကနေအဲ့လိုပြည်တော်စုတရားရုံးနဲ့အဲ့ဒီလွှတ်တော်တွေအားနေပြီးအနောက်ကလိုက်ထိန်ရအဲ့တော့လွှတ်တော်လွှတ်တော်မှာကြတော့ကျွန်တော်တို့ဥရောပလွှတ်တော်တွေမှာအထက်လွှတ်တော်နဲ့အောက်လွှတ်တော်တွေနဲ့သူတို့ရဲ့ခေါင်းကမတူဘူးပါဝါမတူဘူးလောက်ပိုင်ခွင့်အာဏာမတူဘူးအထက်လွှတ်တော်နဲ့အောက်လွှတ်တော်ဥရောပနိုင်ငံတွေမှာမတူဘူး ဒီပါလီမန်ဒီမိုကရေစီမှာကြောက်မတူဘူးဒါပေမဲ့ကျွန်တော်တို့ဒီအမေရိကန်ပြည်အောင်စုရဲ့လွှတ်တော်မှာကြောက်အထက်လွှတ်တော်နဲ့အောက်လွှတ်တော်ဟာလူဦးရေကျွန်တော်ကြွားတယ်အထက်လွှတ်တော်မှာအမတ်တရားပဲရှိတယ်အောက်လွှတ်တော်မှာကအမတ်ပေါင်း430နဲ့9ယောက်ရှိတယ်လူဦးရေချင်းကြွားပေမဲ့သူတို့ရဲ့အာဏာပါဝါချင်းအတူတူပဲဥပမာပြင်ဥပဒေကြမ်းတစ်ခုကိုလွှတ်တော်တစ်ခုခုကမကျေနပ်ဘူးဆိုရင် လက်မခံဘူးဆိုအဲ့ဥပဒေကအတီမဖြစ်ဘူးဥပမာအထက်လွှတ်တော်ကဗျာဒီဥပဒေကိုအတီပြုတ်လိုက်တယ်ဒါပေမဲ့အောက်လွှတ်တော်ကဒီဥပဒေကိုသဘောတူစင်ဒီဥပဒေကဥပဒေအတီဖြစ်မလားဖြစ်လာတော့အဲ့မှာမှာအဲ့လွှတ်တော်တွေမှာကျွန်တော်တို့ဥပဒေပြုတ်လွတ်တော်ဆိုဥပဒေပြုတ်လဲဥပဒေကရှုတော့ဘောင်းဆောင်ကနေထုတ်လာနေရဘောင်းဆောင်ကထုတ်လာဥပမာဖြင့်လဲသမားနဲ့စိုက်ပြွေးနဲ့ဆိုင်တဲ့ဥပဒေပေါ့ဗျာကာကွယ်ရေးနဲ့ဆိုင်တဲ့ဥပဒေ အဲဒီလိုမျိုးဥပဒေပေါင်းများတော့ထောက်လာတဲ့ကျင်မှာဒီလွတ်တော်ကအဲ့လိုမျိုးဥပဒေတွေကိုအများကြီးကိုဒီလွတ်တော်နှစ်ရက်တည်းဒီလိုကင်ကယ်ဖို့အတွက်ခက်တဲ့အတွက်သူကဖွဲ့ရခွဲတာလွတ်တော်ကဖွဲ့ရခွဲတာဆိုတော့အထက်လွတ်တော်မှာဆိုလို့ရှိရင်16ဖွဲ့ရှိတယ် agency ပေါ့ agency ရေ16ခုရှိအောက်လွတ်တော်မှာဆိုရင် agency 20ရှိဆို ဲ့တည်းမှာလူဦးရေချင်းရလဲမတူဘူးအဲ့ဒီ agency အောက်လုပ်တော့မှာပုံများတယ်လို့မျိုးအထက်လုပ်တော့ပုံများတယ်လို့မျိုးအဲ့ဒီ agency တစ်ခု agency မှာပါတဲ့အဖွဲ့ဝင်တွေကလည်းအထက်လွတ်တော်ရဲ့ agency ဖွဲ့ထားတဲ့ agency တစ်ခုမှာပါဝင်တဲ့အမအရေးအတွက်နဲ့အောက်လွတ်တော်ရဲ့ agency တစ်ခုမှာပါဝင်တဲ့အမလွတ်တော်ဆိုရင်အောက်လွတ်တော်မှာကဖက်စီတာ agency တစ်ခုမှာပါဝင်တဲ့အမအရေးအတွက်ကပုံများတယ်ဘာကြောင့်များတယ်လဲလို့မေးရင် အထက်လွတ်တော်မှာရှိတဲ့အမတ်ကအယောက်တရာမရှိအောက်လွတ်တော်မှာရှိတဲ့အမတ်က430နဲ့5ယောက်ရှိတယ်အဲ့အကြောင်းအောက်လွတ်တော်မှာရှိတဲ့ agency ကလည်းပုံများသလိုအဲ့ agency မှာပါဝင်တဲ့ agency တစ်ခုချင်းစီမှာပါဝင်တဲ့အမတ်ရေအတွက်ကလည်းပုံရောက်ညာတယ်အဲ့တော့အဲ့ဒီ agency ကဘလို့ခွဲထားသလဲဆိုတော့ဥပမာအဲ့လိုပေါ့စိုက်တွင်းနဲ့ဆိုင်နဲ့ဥပဒေကိုစင်ကြယ်သုံးတတ်ပုံလို့ ကာဝေးနဲ့ဆိုင်တဲ့ဥပဒေကိုစင်ကြင်သုံးတတ်ဖို့လို့ဆိုတယ်မှာသူတို့တက်ဆိုင်ရကျွမ်းကျင်ရအမတ်တွေကိုသူတို့ကထဲ့တာအဲ့လိုဖက်စီတာဖက်စီတော့ဥပမာအပြည့်မလို့ပြောမလဲဆိုတော့အဲ့အရာကိုကျွန်တော်ကဘလို့သူတို့ခွဲကြတယ်လေဒီကျွမ်းကျင်မှုဆိုတာကိုကျွန်တော်ပညာရက်နဲ့ဆိုင်တာလားဘာဘွဲ့ရဥပမာစိုက်ပျိုးရေးဘွဲ့ဒီဒီရထားတဲ့လူမလို့စိုက်ပျိုးရေးနဲ့ဆိုင်တဲ့အဲ့ agency တွေကိုထဲ့သွားဆိုတော့အဒီလိုလည်းမဟုတ်ဘူးသူတို့ကအဲ့လိုမဟုတ်ဘူးသူတို့ကဘာလဲဆိုတော့ data နဲ့ဆိုင် ဲ့ဒီဒေတာကစိုက်ပြီးလုပ်တဲ့ဒေတာလားဒါမို့လုံခြုံရေးတွေကိုတာဝန်ယူထားတဲ့စစ်တပ်တွေအများကြီးခြားထားတဲ့ဒေတာလားအဲ့ဒီပေါ်မှာမူတည်တော့အဲ့ဒီစိုက်ပြီးတွေလုပ်တဲ့ဒေတာအလူတွေကိုစိုက်ပြီးဥပဒေတွေကိုပြဋ္ဌာန်းတဲ့တောက်စိုက်ပြီးနဲ့ပတ်သက်တဲ့ဥပဒေဂျန်တွေကိုစီစစ်ဖို့အတွက်ဖွဲ့ထားတဲ့ agency တွေမှာထည့်အဲ့လုံခြုံရေးနဲ့ပတ်သက်တဲ့ဥပဒေဂျန်တွေထွက်လာဖို့ဟုတ် ကုမ္ပဏီချမ်းတွေကိုစီစစ်ဖို့အတွက်ဆိုအဲ့ဒီလုံခြုံရေးချတာတဲ့စစ်တပ်တွေတက်ဆွဲထားတဲ့ data တွေပေါ့နော်အဲ့ဒီ data လာတဲ့အမှတ်တွေကိုအဲ့ဒီ agency တွေကထည့်ပေးတာအဲ့လိုထည့်ပေးတာပုံမှန်အပြင်းဆိုရင်ညာအမေရိကန်ပြည်တော်စုရဲ့ site ပြုရေးနဲ့ပတ်သက်တဲ့ဥပဒေတွေကိုစီစစ်ဖို့ဖွဲ့စည်းပေးတာ agency မှာဆိုရင်အမှတ်တွေဟာအမေရိကန်အလဲပိုင်းနဲ့တောင်ပိုင်းက site ပြုတဲ့ပြည်နယ်တွေခရိုင်တွေပေါ့အဓိကလာတဲ့အမှတ်တွေကိုထည့်သွင်းထားပြီးတော့ ဒီကာကွယ်ရေးနဲ့ပတ်သက်တဲ့ဥပဒေကြမ်းတွေကိုစီစဉ်သုံးတပ်ဖို့ဆိုရင်ဒီအမေရိကန်စစ်တပ်တွေအများဆုံးတက်ဆွဲထားတဲ့ Texas နဲ့မြောက် Carolina ပြည်နယ်တွေမှာရှိတယ်ခရိုင်တွေကအမတ်တွေအဲ့အမတ်တွေ ਨੇ ဖွဲ့စည်းထားတယ်အထက်လွတ်တော်နဲ့အောက်လွတ်တော်ကလူအင်အားချင်းမတူတဲ့အတွက်ဖွဲ့စည်းထားတဲ့ agency agency ရအထက်လွတ်လွတ်တော်မှာ16ခုပဲရှိပြီးတော့အောက်လွတ်တော်မှာအဲ့လို agency ပေါ့အခု 20ရှိတယ် agency အရေးအတွက်အပြင်လဲအထက်လွတ်တော်နဲ့အောက်လွတ်တော်ကွဲပြားတယ်လို့အဲ့ agency တွေမှာပါဝင်တဲ့အရေးအတွက်တွက်လဲကွဲပြားတယ်အထက်လွတ်တော်မှာရှိတယ်အဲ့16ခုသော agency လေးတွေတခု agency မှာကအမတ်ဦးရေအယောက်20လောက်ပဲရှိဒါပေမဲ့အောက်လွတ်တော်ကဖွဲ့စည်းထားတဲ့ကွာ agency အခု20လောက်မှာကြာတော့ agency တခု agency ကိုအမတ်ဦးရေ45ရောက်ရှိဘာကြောင့်လဲဆိုတော့ အထက်လွတ်တော်နဲ့အောက်လွတ်တော်ရဲ့အမတ်ဥယျာ၄ဆောက်တော့ပွားလို့မယ်အထက်လွတ်တော်မှာကအမတ်ဥယျာ100အောက်လွတ်တော်မှာအမတ်ဥယျာ430နဲ့မရောက်ရှိဘူးအဲအကြောင်းသူတို့ကအမတ်ရဲ့ဥယျာ IT agency လင်းမှာခွဲထားတာကအဲ့လိုမျိုးကွာခြားနေတာအဲ့တော့ဥပဒေတခုအဲ့ဒီ agency လေးတွေကဥပဒေတခုသူတို့ကသုံးတတ်ပိုင်လို့ရှိသုံးတတ်တယ်ပြင်ဆင်ရေးတာတယ်တကယ်လို့တင်သွင်းလာတဲ့ဥပဒေချမ်းကဖြစ်တဲ့ဖြစ်ထိုက်တာ မပြည့်စုံနေသူကဖြစ်ဆွဲရေးသားတယ်ပြင်ဆင်ရေးသားပိုင်ခွင့်ရှိတယ်ပြင်ဆင်ရေးသားပိုင်ခွင့်ဖြစ်ဆက်ရေးသားပြင်ဆင်ခွင့်ရှိတယ်အဲ့ဥပဒေကြမ်းလိုက်ပြင်ဆင်ပြီးသူကဒီအောင်အတည်ပြုတယ်ဆိုပြီးအဲ့ဥပဒေအဲ့ agency လေးတွေကသူသက်ဆိုင်ရာ agency ပေါ့ဥပမာစိုက်ပျိုးရေးနဲ့ပတ်သက်ရင်စိုက်ပျိုးရေးပဲလုံခြုံရေးနဲ့ပတ်သက်ရင်လုံခြုံရေးနဲ့ပတ်သက်တဲ့ agency ကဟုတ်ပြီဆိုပြီးသူကအတည်ပြုရတယ်ဒီအောင်သူပယ်ခြင်းလဲပယ်ချလိုက်တယ်အောက်ပြီးပြီလုံးဝလုံးဝမရှိတဲ့နဲ့ဥပဒေဆို ဲ့ဒီအဖွဲ့ agency လေးကပဲပယ်ချလိုက်တယ်တကယ်လို့ဒီဥပဒေကအဲနည်းနည်းပြင်ဆင်မယ်နည်းနည်းဖြုတ်ချမယ်ပေါ့အဲ့ဖြတ်တော့ပြင်ဆင်တိဖြတ်ပြီးတော့ဒီဥပဒေကိုဒီဟာကိုလက်ခံတယ်ဆိုရင်အဲ့ဒီ agency ကအတီးပြုတ်လိုက်အတီးပြုတ်ရင်ဘယ်ကိုတင်လဲဆိုတော့ concrete ကိုတင်အဲ့ချိန်ကြာကမှာ concrete ကအဲ့ဒီဥပဒေကိုမဲလေးတယ်အတက်လွတ်တော်ကထောက်ခံတယ် ောက်လွတ်တော်ကလည်းထောက်ခံတယ်ဆိုရင်အဲ့ပူပရိကအတိဖြစ်သွားပြီအတိဖြစ်သွားပြီနောက်အထက်လွတ်တော်ကတော့ထောက်ခံတယ်အောက်လွတ်တော်ကကန့်ကွက်တယ်ဆိုရင်ဒီဥပဒေအတိမဖြစ်ဘူးအဲ့လိုပဲအောက်လွတ်တော်ကထောက်ခံတယ်အထက်လွတ်တော်ကမထောက်ခံဘူးဆိုရင်ဒီဥပဒေအတိမဖြစ်ဘူးအဲ့မှာအဲ့လိုအထက်လွတ်တော်ကအောက်လွတ်တော်နှစ်ခုလုံးထောက်ခံပြီးတဲ့ဥပဒေကအတိဖြစ်ပြီလို့ဆိုပေမဲ့တကယ်လို့တမရကအဲ့ဒါကိုသဘောမတူဘူးဆိုရင်ဘီလိုအာနာသုံးပြီးတော့သူ ပယ်ချလို့ရတယ်။ကျွန်မသဘောပေါက်တယ်နော်။ဥပဒေကြမ်းတစ်ခုကိုတက်ဆိုင်ရအေဂျင်စီကအတီးပြုတ်ရတီးဖြတ်တယ်။တီးဖြတ်တယ်။တီးဖြတ်ပြီးတော့မှအတီးပြုတ်လို့ရှင်ကွန်ကရစ်ကိုရောက်ကွန်ကရစ်မှာအထက်လွတ်တယ်နဲ့အောက်လွတ်တော့ကနှစ်ရက်လုံးကသဘောတူလို့ရှင်အဲ့ဥပဒေအတီးဖြတ်တယ်။အတီးဖြတ်ပေမဲ့သမရကဘီရိုအာနာသုံးယူပယ်ချရင်အဲ့ဥပဒေကပြုတ်ကြတယ်။ဆိုတော့သမရကမှလည်းဥပဒေပြုတ် အာနာကရှိနေတယောင်အောင်ရှိတယ်တမနာမှာဥပဒေပြုအာနာမရှိဘူးဆိုပေမဲ့ဥပဒေတော့မပြုနိုင်ဘူးဥပဒေကိုတော့ဖျက်နိုင်တယ်တမနာမှာအမေရိကန်တမနာမှာဥပဒေပြုအာနာမရှိဘူးဒါပေမဲ့ဥပဒေဖျက်အာနာတော့ရှိတယ်အဲ့လိုအော်ကျွန်တော်တို့ဒီဥရောပနိုင်ငံတွေရဲ့ဝင်ကြီးချုပ်တွေကြတော့အဲ့လိုမဟုတ်ဘူးဥရောပနိုင်ငံရဲ့ဝင်ကြီးချုပ်တွေကြတော့သူတို့ကဒီလွှတ်တော်ကလည်း ပါလီမန်ကပဲသူ့ကိုရွေးချယ်ပြီးတင်မြောက်တင်မြောက်လာဖြစ်တဲ့အတွက်အဲ့ဒီပါလီမန်မှာလုတ်ပိုင်ခွင့်ရှိတော့ပဲသူ့မှာလုတ်ပိုင်ခွင့်အတူတူရှိတယ်ဆိုတော့လားအဲ့ဒီပါလီမန်နေမှာငါသူ့ကိုရွေးချယ်ပြီးတော့တင်မြောက်ပြီးသူ့ကိုလုတ်ပိုင်ခွင့်နေအားလုံးအနှင်းလိုက်တဲ့အတွက်သူ့မှာဥပဒေပြုအာဏာရောတရားဥပဒေပြုအာဏာရောအုပ်ချုပ်ရေးအာဏာရောနှစ်ယောက်ဥရောပကဝန်ကြီးချုပ်နေမှာရှိတယ်ဒါပေမဲ့ အမေရိကန်တမရမှာကြတော့အဲ့လိုမရှိဘူးသူကအုပ်ချုပ်ရေးအာဏာမရှိဒါပေမဲ့ဥပဒေပြုအာဏာမရှိအဲ့လိုမျိုးဘီရိုအာဏာသုံးပြီးတော့အတီးလွတ်တော်နှစ်ယောက်ကအတီးပြုလိုက်တဲ့ဥပဒေသူကဖြတ်ပိုင်ဝင်တာရှိဥပဒေဖြတ်အာဏာတော့ရှိတယ်